အယောင်များနှင့်ကစားခြင်းအယောင်များနှင့်အသက်ရှင်နေထိုင်တတ်သူဖြစ်လာခြင်းမှဆ ảy ၍ကျမသည်အယောင်များရှိရသောရွေးချယ်၍သာခြေလန်းလှမ်းခဲ့ပါသည်အယောင်များစီသို့တွားရလမ်းတွင် အဖို့တယောက်လှလို့ခြင်းသည်အယောင်တွေကပြောသည့်စကားကို နားထောင်တတ်သူဖြစ်ရမည်အယောင်တွေဤတံပိုးကိုနားလည်တတ်သူဖြစ်ရမည် ကျမတိတ်လောဘကြီးသွားပြန်ပြီလားကျမဒီငငယ်တုန်းကလာမင်းကြီးထံမှရွှေလင်ဘန်းနဲ့ထည့်ပေးမိထမင်းစီစံကိုခဏခဏတောင်းခဲ့ဘူးသည်တောင်းခံရသည့်မျော်လင့်ချက်ဖြင့်ပျော်ရွှင်ကြည်နက်နေခဲ့ဘူးသည်ယခုအခါကျမသည်လောကကြီးထံမှ အဖို့တယောက်တောင်းဖို့ပင်တွန့်ဆုတ်တွေ့ဝေနေရပြီဘာကြောင့်လဲဆိုတော့လောကသည် ျွန်မ၏စံထားကိုအတိမတ်ပြုရာတွင်အမြဲတမ်းလွဲမှားစွာနားလည်တတ်သောကြောင့်ဖြစ်သည် ကျွန်မအလိုရှိ၍တောင်းတိုင်းသူကပေးအပ်ကြတော့မှန်ပါရဲ့သို့တော်အများအားဖြင့် ကျွန်မတောင်းသည့်အရာကတခြားသူပေးသည့်အရာကတခြားဖြစ်သည်ယခုအခါကျမမလို့ခြင်းပဲလက်ခံနေရသည်မှားယွင်းသည့်လက်ဆောင်များစွာအတွက်လောကကိုကျေးဇူးတင်နေရတာဘလောက်ရည်စရာကောင်းလိုက်ပါသလဲ အချို့အမားများကိုတင်းဆဲကမေးပြောက်ထား၍ရနိုင်တော့လဲအချို့အမားများကိုတင်းဆဲဖို့ဘလို့မှမဖြစ်နိုင်ပါမားတွေကိုလက်ခံထားရတော်လူတယောက်အတွက်အနီးဆက်ဆုံးသောအာယုံလွှဲပြောင်းနေမှာအယောင်များကိုခန်းစားခြင်းတင်ဖြစ်သည်အယောင်များသည်တဘာဝအားစမ်းကြဲစွာအလှဆင်ပေးတတ်သလိုလူတို့၏စိတ်ဝိညာဉ်အား ကျင်နာစွာစေကြောပေးတတ်ပါသည်ကျမတို့၏စိတ်ကိုကလေးငယ်တယောက်လိုဖြူစင်သန့်ရှင်းစေဖို့အတွက်အဖြူရောင်ကိုလိုအပ်သည်အဖြူရောင်များစွာရှိသည့်အ내ကျမအနှစ်သက်ဆုံးမှာတိမ်ဤအဖြူရောင်ပင်ဖြစ်သည်ဖြူပွေးသောတိမ်ငွေတိမ်တန်းများသည်ကျမအားသူတို့နှင့်အတူမကြာခဏခေါ်သွားဘူးသည်ကျမကလည်းတိမ်ငွေများနောက်သို့လိုက်ပါဖို့ဆိုရင်မိသည့်အခါမှာတွန့်ဆုံနှေးကွေးခြင်းမရှိ သူတို့နှင့်အတူကောင်းကင်မှာလိုက်ပါရွေ့ရှားသည့်အခါသူတို့၏အဖြူရောင်သည်ကျမခြံကူးဆက်က ကျမချက်ချင်းကလေးတယောက်ဖြစ်သွားလေးရှိသည်ကလေးတယောက်၏အမြင်အာရုံဖြင့်လောကကိုငုံကြည့်ရတာဘလောက်ကြည်နူးစရာကောင်းလိုက်ပါသလဲဆောင်းရွက်နေသောလောကသည်ကလေး၏အမြင်အာရုံတွင်စနစ်တကျတက်မတ်နေလေသည်လိန်ကောက်နေသောလမ်းများသည်ကလေး၏မျက်လုံးထဲတွင်ဖြောင့်ဆင်းနေလေသည် ကျိတ်များပေါ်ကကြည့်တော့အခါကြောင်တန်းသည်ပို၍မြင့်မာပြီးကြောအုပ်သည်ပို၍စိမ့်မှောင်ထူထပ်ကပင်လယ်သည်ပို၍ပြလွင်နှက်ဆိုင်နေသည်ပေးမှာအဖို့အဖြစ်ချိန်ဆိုင်ချိန်လိတ်များချိန်ငွေချိန်တန်းများချိန်မြင့်အဆနာကလေးများလိုက်ပါရွေ့ရှားနေတော့အခါဘဝသည် ကြည်နူးပွေရာရှင်ခုန်ပွေရာပင်ဖြစ်၏အနီးအနားမှာမြင်မြင်သမျှသည်အဖြူရောင်ကြည့်ဖြစ်၏အဖြူရောင်ကိုကျမချစ်သည် ထို့ကြောင့်အိယာခင်အဖြူရောင်သည် လူတရားအတွက်လိုအပ်သောအရာဖြစ်သည်အဖြူရောင်အင်းကြီးအဖြူရောင်ဇာပဝါအဖြူရောင်ပန်းပွင့်အဖြူရောင်တိုက်အိမ်အဖြူရောင်မျက်နှာချက်အဖြူရောင်နှင်းကလကနောက်ထပ်လှပသောအဖြူရောင်ကလေးတစ်ခုအကြောင်းပြောပြခြင်းပါသေးသည်အဲ့ဒီတုန်းကနနက်ခင်းသည်နှင်းငွေဖြင့်မှုန့်မှိုင်းလန်းဆန်းလျက်ရှိသည် ။အဲ့ဒီတုန်းကကျမသည်အပြာရောင်မူကောင်းခင်အောက်မှဆက်ဘင်းစီးနေခဲ့သည်။ကျမ၏ဘင်းများအောက်တွင် ပြောင်လက်စွာနှက်မှောင်သောကတ္တရာလန်းသွဲကလေးတစ်ခု။ကျမ၏ဥကောင်းထက်မှတော့အဖြူရောင်တိမ်ငွေ့တန်းတစ်ခုညင်သာစွာဖြတ်သန်းသွားခဲ့သည်။ထိုအချိန်မှပင်တိမ်ငွေ့တန်းလိုဖြူဖွေးပါလျသောအရာတစ်ခုကို အမှတ်မထင်ကျမမြင်လိုက်ရခြင်းဖြစ်သည် ချစ်မ၏လက်ရဘက်ကခြံဝင်းကျဲကြီးထဲမှာအဖြူရောင်အရာတစ်ခုလှုပ်ရှားနေခဲ့လေသည်လှုပ်ရှားမှုကလှပလွန်သည်ဖြင့်ချစ်မစပိန်ခနာရက်ကလှမ်းကြည့်နေမိ၏အဖြူရောင်သည် မြေညှိထားသောကွင်းပြင်ကလေးတစ်ခုတွင်ပြေးလွှားခုန်ပေါက်လျက်ရှိသည်သုံးမွေးလက်ရှိအဖြူဆွတ်ဆွတ်အားကစားပေါင်းမရှိအဖြူဆွတ်ဆွတ်သူ့တကူလုံးအဖြူရောင်ထို့အဖြူရောင်သည် လက်ထဲကဘောလုံးကိုမြေပေါ်မှာထောက်ခါထောက်ခါပုတ်ယူလျက်ခဏကြာတော့တကူလုံးမြောက်ကျသွားတစ်ချက်ခုန်လိုက်သည်သူ့လက်ထဲမှာဘောလုံးသည်လှပစွာမြောက်တက်သွားပြီးဘက်စကတ်ဘောတိုင်းဤပိုက်ချင်းထဲသို့ဖြက်ခနဲဝင်သွားသည်ဖြောက်ဆင်းသောကိုလုံးဖြင့်တွက်လက်လင်းမြန်သောအဖြူရောင်ကလေးသည်ဘောလုံးကိုခုန်ဖမ်းလိုက်ပြီးဒီဘက်သို့လှည့်လိုက်၏ ခြံစည်းရိုးတန်းစကားကွက်ကလေးများ၏တစ်ဖက်မှာစပိန်တစီရက်ထားပြီးမိမတယောက်ရက်ကြည့်နေသည်ကိုသူမြင်သောအခါသူ့လက်ထဲကဘောလုံးကိုမြေပေါ်သို့အချိန်ပြင်းစွာပုတ်ချလိုက်သည်သူ့ဘောလုံးသည်နီဝဝအယောင်ကျမစပိန်လက်ကင်ရာဘာဆို၏အယောင်နှင့်ဆင်တူသည်ထိုအယောင်သည်စိတ်ဖလူပန်ပွင့်၏အတွင်းဘက်ဝိမုံတန်အယောင်နှင့်ဆင်တူသည် ။လက်ပြကလေးတချို့တွင်ထိုအရာဖြင့်လှပသောအတောင်ပံများရှိသည်။ကျမဖက်သောစာအုပ်တချို့၏မျက်နှာပုံအောင်မှာထိုအရာတတော်များများပါဝင်၏။မကြသေးမီကကျမရေးဆွဲသောပကြီကား၏တိမ်တောက်ချိန်ကောင်းကင်နောက်ခံတွင် ထိုအရာတစ်ခုပါဝင်ခဲ့သည်။ထိုយ៉ាងသည် လူတို့၏စိတ်ကိုလှုပ်ရှားတက်ကြွစေသည်။ကျမသည်ပခုံးဖြင့်လွယ်သောလက်ကင်အိတ်ကိုလွယ်လျင်ထိုနီးဝဝအောင်နှင်းစင်စင်တူသော တရေအရာကိုရွေးချယ်လေးရှိပါသည် သူသည်ဘောလုံးကိုမြင်းနှင်းထောက်ကလှည့်ပတ်ကစားနေပြီးမှနောက်တစ်ချိန်မြောက်ကနေခုံ၍ခြင်းထဲသို့ပြစ်သွင်းလိုက်ပြန်သည်ဒီတစ်ချိန်တွင်ဘောလုံးသည် ပိုက်ခြင်းနှင်းကျမသွားပဲဘေးကကွင်းဤနှခမ်းနှင်းထိကအောက်သို့ပြန်ကျလာသည်ကျမသဘောကျစွာလက်ခနဲပြုံးမိ၏ထို့ချိန်မှပင်သူကဘောလုံးကိုစီမဖမ်းပဲ ကျမရှိရာသို့လှည့်ကြည့်နှင့်ဆုံသွားသည်ကျမ၏ပြုံးကိုသူချက်ချင်းမတုံ့ပြန်ပါဒေါသကိုပြန်မျိုးချပစ်နေရသောကြောင့်ဖြစ်မည်ခဏကြာအောင်ကြည့်ဆုံနေပြီးမှ သူဖြတ်ခနဲပြုံးကမျက်နှာလွှဲသည်ချို့ပြုံးမှာကျမကိုပြုံးသည့်အပြုံးမဟုတ်ပါ သူကိုယ်သူရည်ကျင်သောအကြောင်းပြုံးလိုက်ရသည့်အပြုံးဖြစ်ပါသည်သို့တော်ချို့ပြုံးချောင်းပင်သူမျက်နှာစီမှာ တောက်ပသောအလင်းတန်းတစ်ခုကိုကျမခန်းစားရယူလိုက်ရသည်နေဤအယောင်သည်အဖြူအောင်ရှိသလားအဝါယောင်ရှိသလားသို့မဟုတ် အနီအောင်ရှိသလားတကယ်တော့နေဤအယောင်သည်အဖြူအောင်လည်းမဟုတ်အဝါယောင်လည်းမဟုတ်အနီအောင်လည်းမဟုတ်တောက်ပမှုတစ်ခုသာဖြစ်သည်တစ်ခါတခါနှွေးထွေးသည့်တောက်ပမှုတစ်ခါတခါအနေငယ်ပူနှွေးသည့်တောက်ပမှု တခါတခါပူပြင်းဆူရှာသည့်တောက်ပါမှုသူ့အပြုံးသည် နေဤတောက်ပါမှု၃မျိုးရောနှောစွာခံစားစေသည့်အပြုံးဖြစ်သည်လာဤအယောင်သည် အဖြူရောင်လားအဝါရောင်လားသို့မဟုတ်အပြာရောင်လားခရမ်းရောင်လားတကယ်တော့လာဤအယောင်သည်အဖြူရောင်လည်းမဟုတ်အဝါရောင်လည်းမဟုတ်အပြာရောင်လည်းမဟုတ်ခရမ်းရောင်လည်းမဟုတ်ပါ လာရဲ့ရောင်သည်လင်းလက်သောတောက်ပမှုတစ်ခုသာဖြစ်သည်။အမြဲတစေအေးများသည့်တောက်ပမှုတစ်ခုဖြစ်သည်။သူ့အပြုံးသည် လာ၏အေးများသည့်တောက်ပမှုကိုကြည်နက်စွာခံစားစေရသည့်အပြုံးမျိုးလည်းဖြစ်သည်။နေ၏အရာနှင့်လာ၏အရာကိုတပြိုင်တည်းခံစားလိုက်ရသောအခါကျမ၏ရင်ထဲမှ ပြည့်စုံသော စိတ်ကြည်နက်မှုတစ်ခုကိုရလိုက်သည်။ ထို့ကြောင့်ဂျမသည် စပိန်ကိုတွန်းယူ၍သူ့ခြံရှိမှဆက်လက်ထွက်ခွာရန်ဟန်ပြင်မိသည်သူချံစည်းရိုးတွင်တွေ့ကပ်၍ဆင်းနေသောနှွဲပင်များသည့်အစင်းရောင်ဖြစ်၏အလွန်စိမ့်သောအစင်းရောင်ဖြစ်၏လူတယောက်မှာအစင်းရောင်မြင်ခွင်တစ်ခုအမှန်တကယ်လိုအပ်ပါသည်မျက်လုံးဤကျမ်းမာ၏အုံနောက်ဤကျမ်းမာ၏စိတ်ကျမ်းမာ၏ထို့အရာများကို အစင်းရောင်မှတဆင်ကျမတို့ရရှိနိုင်သည် ဆင်းရောင်သစ်ပင်များအဆင်းရောင်သစ်တော်ဖုံးလွှမ်းသည့်တောင်တန်းစိမ့်စိမ့်များအဆင်းရောင်မြက်ခွင်းလွင်ပြင်များထိုအဆင်းရောင်များသည်ကျမကိုအမြဲဆွဲဆောင်ခဲ့သည်သို့သောကျမတိုက်ခန့်အတွင်းနဲ့ရဲ့ဤမူလအရာမှာစိမ့်ပြနူရဖြစ်ခဲ့၏ကျမပိုင်ဆိုင်သွားသောအခါထိုအရာကိုဖျက်ပစ်လိုက်ပြီးကျဲဦးနှစ်ရောင်အသွေးဆက်ထားသောနို့နှစ်ရောင်ဖျော့ဖျော့ဖြစ်သွားအောင်စီးတုပ်ပစ်လိုက်သည် ယခုကျမ၏အခန်းနယံသည် စိမ့်ပြာနုရောင်မဟုတ်တော့ပါ။ဝါဖြော့ဖြော့နုနှစ်ရောင်ဖြစ်သည်။ထိုရောင်သည်နယံတစ်ခုအတွက်တင့်တော်သောအရောင်ဖြစ်သည်။အခန်းကိုတန့်ရှင်းစေသည်။အာယုံကိုကြည်လင်စေသည်။လုံလောက်သောအလင်းကိုရရှိစေသည်။နယံတွင်ပကြီကားများချိတ်ဆွဲရန်အစဉ်ပြေသည်။သို့သောကျမစပိန်ထိုင်ကုန်၏အရာမှာစိမ့်ပြာနုရောင်ဖြစ်၏ထိုထိုင်ကုန်ကိုကျမကိုယ်တိုင်ရွေးချယ်ထားခြင်းဖြစ်သည် ယခုအခါကျမရွေးချက်ထားသောထိုင်ကုံဤစိမ့်ပြနှုတ်ရောင်နှင့်ဆင့်တူသောအယောင်တစ်ခုကိုထပ်တွေ့နေရပြီ။ချက်တဤဖနက်တွင်အနက်ရောင်နှင့်အတူထိုစိမ့်ပြနှုတ်ရောင်အစင်းနှစ်စင်းကို မြင်တွေ့လိုက်ရပါသည်။ထိုစိမ့်ပြနှုတ်ရောင်ကလေးထံမှမျက်နာလွဲပြီးစပိန်တွင်ထွက်ခွာလာခြင်းတွင်ကျမသည်စိတ်မှန့်မဲ့လေတစ်ချက်ပင်ချွန်လိုက်မိသည်၏။ ကျမတို့ခန်းစားနိုင်ဖို့တည်တဲ့အယောင်ကလေးတစ်ခုရလိုက်ပြီကျမပျော်ရွှင်သွားပါသည်နောက်တော့တစ်ချက်ပြန်လှည့်ကြည့်တော့ခါຫນွေပင်စိမ့်စိမ့်များလွတ်တော့ခြံစည်းရိုးတန်စကားကွက်များသို့ရောက်မှသူ့ကိုလှမ်းမြင်ရသည် သူသည်သူ့ဘော့လုံးနှင်းသူ့အလုတ်ပြန်ရှုံနေပြီဖြစ်သည်သူ့အာယုံကကျမထမမရှိတော့ကြောင်း ကျမဘလို့မှမခံစားရပါကျမသည်သူ့အတွက်သူ့ဘော့လုံးလောက်စိတ်ဝင်စားစရာမကောင်းနိုင်ပါ သူ့ဘောလုံးလေးချင်းမူလောက်ရေးမကြည့်နိုင်ပါ။ချမမအရာတစ်ခုရှိနေသည်ဆိုရင်ထိုအရာသည်ယခုကမေးမိန်သွားလာပြီဖြစ်သည်။မေးမိန်သောအရာတစ်ခုသည် လူငယ်ကလေးတယောက်၏စိတ်အာရုံထဲသို့ဘယ်တော့မှရောက်မလာနိုင်ပါ။အလွန်သေးကြပါသည်။တိုးတော့သူကတော့ချစ်စပွဲတောက်ပါတော့အရာတစ်ခုဖြစ်သဖြင့်ကျမ၏စိတ်အာရုံတွေကိုတော့သူ ဝင်ဝင်လာတတ်ပါသည် ထို့ကြောင့်လည်းနနက်တိုင်းကန်တော်ကြီးတပတ်စပိန်စီပီအပြန်တွင် သူတို့ခြံရှိရာလမ်းတွေကလေးမှကျမအမြဲပြန်ပါသည်နနက်တိုင်းလိုလိုပင်ကျမ၏အဖြူရောင်ကလေးကိုကျမမြင်တွေ့ရပါသည် သူစပင်တွေကအညိုနုရောင်ကျမ၏ပကြီးစုပ်တံများ၏လက်ကင်အရှောင်အတိုင်းဖြစ်သည်ထိုအညိုနုရောင်သည်သူစီမကြတော့ပို၍ပင်လှပလိသည်ဘောလုံးကိုမြေမှထောက်ခါပုတ်၍ပြေးလွှားနေသည့်အခါ ူစပင်များသည်နှစ်ဖူးပေါ်မှာဝဲကျနေတတ်၏ဘောလုံးကိုဟိုအထက်ကပိုက်ခြင်းနဲ့သို့ဝင်အောင်ခုံမြောက်၍ပြစ်သွင်းလိုက်သည့်အခါပျော့ပြန်သောစပင်များသည်ဝိကနေဖွာလျက်လွင့်သွားတတ်၏သူမြေပေါ်ပြန်ချေချား၍ရက်သောအခါကျမှစပင်ပြော့များကပြန်၍ဆင်းကျသွားတတ်သည်တကယ်တော့ထိုလှုပ်ရှားမှုသည်ခဏကလေးသာဖြစ်သည်တစ်စက္ကန့်နှစ်စက္ကန့်များသောအချိန်ကလေးသည်ကျမမျက်လုံး၏ပုံရိပ်ဖော်ကြိယာကြောင့် ကျင့်နှက်လောက်အောင်ကြာမြင့်စွာမြင်နေရသောအနည်းရိုက်ပြသည့်ရုပ်ရှင်ပြခွက်တစ်ခုပမာဆွဲထင်ခြင်းရစ်ခဲ့ရပါသည်သူချန်ရှိသူရောက်လင်ကျမသည်စပိန်ကိုဘိန်းလင်ယုံသာထိန်၍နင်းတော်သည်နှီးကွေးစွာရွေးရှားနေသောစပိန်ပေါ်မှသူရှိမရှိအ깨ခတ်ကြည့်ရသည်ဘက်စကက်ဘောအားကစားကွင်းကလေး၌သူမရှိလျင်ထိုနနက်ခင်းသည်တခုခုရော့ဟာနေတတ်၏ ကစားကွင်းကလေး၌သူ့ကိုရိတ်ခနဲမြင်ရလျင်ကျမ၏နှလုံးအိမ်မှာကြည်နှံ့မှုဖြင့်တိမ်မွေးစွာလှုပ်ရှားလေသည်ကျမလာနေမှန်းသူတီအောင်စပိန်ဘဲကိုတစ်ချက်တတလေးဖိဆွဲလိုက်သည်ထို့ခါသူသည်လမ်းဘက်သို့ဖြတ်ကနေလှမ်းကြည့်လေသည်ကျမကသူ့ကိုစူးစိုက်ကြည့်ပြလျင်သူကတစ်ချက်ပြုံးလိုက်ပြီးစပင်များဝိတ်ကနေဖွာသွားအောင်ပင်ခုန်လိုက်၏သူ့လက်ထဲမှဘောလုံးရှိနေလျင်ဘောလုံးကိုချင်းထဲသို့ရောက်အောင်ပြစ်ထည့်တတ်ပြီးသူ့လက်ထဲမှဘောလုံးရှိမနေလျင်တော့ ခုံရင်ညာလက်ကိုတန်တန်မြှောက်လိုက်ပြီးချင်းဤခွင်းဝနှခမ်းတို့လက်ဖြားကလေးများဖြင့်ထိလိုက်လေသည် ပြုံးနေသောသူမျက်နှာအရဤအပြုတ်မှုသည်လိုချင်တာရသွားသည့်ကလေးတယောက်၏ခြေနှက်ပျော်ရွှင်မှုကိုပေါ်ပြသည့်အပြုတ်မှုဖြစ်နိုင်သည်ဟုကျမတွေးမိ၏သို့သောဤသို့မဟုတ်ပဲငါတော်တယ်ငါလုံနိုင်တယ်ဟုသော ကလေးတယောက်၏ဂုံဖော်ခြင်းမျိုးလည်းဖြစ်နိုင်ပါသည် ထိုနှမျိုးလုံးသည်ဂျမသူခြံရှိသို့ရောက်လာနေသည်ကိုသူအတိမတ်ပြုဂယုထားသောအပြုမူတာဖြစ်သောကြောင့်သူအဲ့ဒီလိုခုံလိုက်သည့်အဖြစ်ကလေးကိုဂျမကျေနပ်သည်သူအဲ့ဒီလိုပေါ့ပါစွာလျင်မြန်စွာခုံလိုက်သည့်အချိန်တိုင်းဂျမကြည်နူးနှစ်သိမ့်စွာပြုံးမိပါသည် သူနှကန်ကလေးကဘန်းနုသွေးရောင်အပေါ်နှကန်နည်းနည်းပါပြီးနှကန်အထက်အလဲဘိုးတွင် အချံ့ရံကလေးထင်ရှား၏ အောက်နှကန်ကပုံရွေးထူးတယောင်ရှိသည်အရေပြားပါလျာသောသူ့နှကန်သည် ပြည့်တင်းကဆူလက်နေတတ်၏ထို့နှကန်ကလေးသည်ပြုံးလိုက်သည့်အခါပါလက်စွာကော့ညွတ်သွားလေသည်ထို့ပန်းနုရောင်သည်ကျမချန်နယ်ကရေမွေးနှင်းစီပန်းတပွင့်အယောင်ဖြစ်၏အချို့ညနေခင်းများတွင်နေလုံးပြောက်ွယ်သွားပြီးနောက်ကောင်းကင်၌ဆွဲထင်ကြံရစ်တတ်သောအယောင်လည်းဖြစ်၏ကျမနှစ်သက်စွာအသုံးပြုလေးရှိသောလက်သည်ဆူစီအယောင်လည်းဖြစ်၏ ကျမငယ်ရွယ်စဉ်တုန်းကသာအဲ့ဒီနှကန်းကလေးအပြုံးကိုမြင်တွေ့ခံစားရရင်တတိလက်လွတ်မိန်မောသွားနိုင်တော့ပါသည်ယခုအချိန်မှာတော့အရာများသည်ကျမအတွက်မထူးဆန်းတော့ပါဘာကိုမျှလဲကျမမအံ့ဩတတ်တော့ပါတို့တော့အဲ့ဒီပန်းနုရောင်ကလေးကိုကျမချစ်သည်သူနှစ်ရွယ်အဖျားကလေးတွေကအဲ့ဒီထက်ပင်ပို၍ပန်းရောင်ရှင်သည်ဤ ။နောက်ပြီးသူ့ဘယ်ဘက်ပါပြင်အောက်ချင်နာကဝက်ချံဘူးတေးသေးကလေးသည်လဲပန်းရောင်ပင်ဖြစ်သည်။ယခုခါကျမသည်ပန်းနုရောင်ပန်းရင်ရောင်တို့ကိုဟိုစင်ကားချက်ပင်ပို၍တရစ်ချာမိလာသည်။ပန်းရောင်သည်အိမ်မက်တစ်ခု၏အရောင်ဖြစ်သည်။ကျမငငယ်ကလေးဘဝတုန်းကအိမ်မက်မက်တိုင်းအိမ်မက်ထဲမှာပန်းရောင်တွေကိုအများကြီးမြင်ခဲ့ရဘူးသည်။ကျွေးအိမ်မက်များကိုပြန်လဲပုံဖော်တော့ခါကျမ၏စိတ်အာရုံတစ်ခုလုံးတွင်ပန်းရောင်လွှမ်းမိုးလျက်ရှိသည် တလောစီကကျမသည်ကမ်ဘတ်ဆာအဖြူပေါ်တွင်ပန်းနုရောင်အနုအရင်အမျိုးမျိုးအားရောဆက်တင်လျက်စိတ်လွတ်ကိုလွတ်ကစားမိသည်ပကြီကားပြီးသွားတာကြာပြီပကြီကားကိုနမမပေးရသေးပါငယ်အိမ်မက်ဟုပေးရမလားကလေးချောင်းရဲ့အိမ်မက်ဟုပေးရမလားကျမဝေခွဲမရပါတူချန်ရှိမှကျမဆက်လက်ထွက်ခွာလာခြင်းတွင် ကျမ၏အာယုံခံစားမှုသည်ယခင်ထက်ပို၍ပါလျားနေတတ်သည်အသွေးရောင်ကလေးတစ်ခုတလေသည်ကျမ၏အမြင်အာယုံမှတဆင့်နှလုံးသားစီသို့ဆွဲမြဲစွာတွင်ညှိသွားတတ်သည်ပန်းဖြတ်ကူပြေသောကလေးမလေးတစ်ယောက်၏မျက်လုံးထဲမှတက်ဝင်လှုပ်ရှားမှုတစ်ခုသည်ပန်းနူးဖြော့ဖြော့အသွေးဖြင့်ကျမအာယုံထဲသို့ဝင်ရောက်ညှိတွေ့နေဘူးသည်ကောင်းကင်မှပြန်တန်းသွားသောငှက်ကလေးတစ်ကောင်၏လှုပ်လှက်မှုသည် တောက်ပသောအဝါရောင်အသွေးဖြင့်ကျမအာယုံထံသို့ဝင်ရောက်ညှိတွေ့လာဘူးသည်မိခင်ရင်ခွင်ထဲမှဂျင်းနှက်စွာရီမောလိုက်သောကလေးငယ်ကလေးအတန်တေးတေးကလေးသည်ပြလွင်သောအရာအသွေးဖြင့်ကျမထံမှရက်ပေါင်းများစွာဆွဲထင်ကြံ့ရစ်နေဘူးသည်ထို့အာယုံပါလျမှုအတွက်ခြာတိတ်ကိုယေရှုတင်တဲ့သလားကိုကိုကိုပဲဂျင်းနှက်နှစ်သိမ့်တဲ့သလားကျမမသိပါဘူး ကျမကတော့နေစဉ်လိုပင်နနက်ခင်းများ၌သူ့ခြံရှိမှစပိန်နေရတာကြည်နူးစွာသားရမြဲဖြစ်ခဲ့သည်မိုးရွာသောနနက်ခင်းများတွင်ကျမစပိန်မရှိဖြစ်ပါကျမမစပိန်မရှိဖြစ်သည့်နနက်ခင်းများတွင် သူလည်းခြံထဲသို့ဆင်း၍ဘတ်စကတ်ဘောလေးချင်းဖြစ်မည်မဟုတ်ပါနေတာသောနနက်ခင်များတွင်သူသည်စပိုရှယ်လက်တို့ဖြစ်ဖြစ်စွကျင်လက်ပြက်ဖြစ်ဖြစ်ဝစ်စင်တတ်သည သို့တော်ချိုးအင်းချီများသည်လည်းအဖြူရောင်ပင်ဖြစ်လေသည်စိမ့်ဆူသောခြံဝင်းထဲမှ အုတ်နီရောင်တိုက်အိမ်နံရံအောင်နောက်ခံတွင်အဖြူရောင်လေးတစ်ခုတွက်လက်စွာခုန်လိုက်သည်မြင်တွင်သည်ကျမအတွက်ဘရောမယူဤမသွားပါတခါတည်းံဖြူဝင်းသော သူ့လက်မောင်သားများသည်ချွေးဖြင်းဆူလက်ခါနေရောင်ကြီးမှကြောက်ပလျက်ရှိသေးသည်ထိုလက်မောင်များ၏အေးဆက်ချောမှုမှုကိုကျမအဝေးကနေခံစား၍ရပါသည် ထိုအေးဆက်ဆက်ချွေးဆိုသည့်ချစ်တွေ့မှုသည်ကျမလက်ဖျားများမှနှလုံးသားစီသို့ပင်ပြင်းမြန်စွာကူးဆက်သွားတတ်သည်ထိုအခါကျမ၏နှလုံးသည်စိတ်ငနေအေးသွားရတတ်ပါသည်နောက်ပြီးသူ့မျက်လုံးများ၏အရာအညိုရင့်ရင့်အရာမှဖြာထွက်နေသော အလင်းတန်းကလေးသည်ဘာနှင့်တူပါလဲကျဲကလေးတပွင့်နှစ်ပွင့်နှင့်တူသည်ကျဲကလေးတွေထံမှသာရရှိနိုင်မည့်အရာမျိုး အဲ့ဒီအယောင်ဒီသူ့မျက်လုံးများကြီးအယောင်ဖြစ်သည်ကျမတို့နှစ်ယောက်ကြီးမျက်လုံးချင်းအပြုံးချင်းသာယနေ့ခွင့်ရသည့်ကာလဘလောက်ကြာခဲ့တယ်လဲကျမမမှတ်မိပါဘာကြောင့်လဲဆိုတော့ဒီချက်ပေါ်ရင်ရင်းနှီးဖို့ကျမမမျှော်လင့်ခဲ့တော့ကြောင်းဖြစ်သည်အချို့အရာများသည်ဝေဝေးမှကြည်လင်ပို၍လှပပြေပြတ်တတ်သည်မဟုတ်လားသို့တော့ ကြာသေးသည့်နတ်ခင်တစ်ခုတွင်ကျမတို့ခြံရှိမှစပိန်နှင်းလာတော့ခါခြံဝင်းတနေရာ၌ပြိုင်ပင်အစ်စ်ကလေးတစ်စီးကိုတွေ့ရသည်အနက်ရောင်စပိန်ကလေးဖြစ်သည် အနက်ရောင်ကတရလန်းထက်ပူ၍နတ်မောင်ကပြောင်လဲ့နေ၏သူစပိန်ဖြစ်လေမလားသူသည်စပိန်တစ်စီးဝယ်လိုက်လေသလားသူစပိန်ကိုသူဘာအတွက်သုံးချမှလဲကျမစိတ်ထဲကပြုံးမိကဆက်နှင်းလာတော့ခြံဝါတို့ရောက်လာသည် ခြံဝါမှာလမ်းမြင်နေရသည့်ကျမ၏အဖြူရောင်ကလေးသည်ဘယ်ဒီဆရာမလို့ပဲကျမရှိရာလမ်းဘက်သို့လှမ်းကြည့်နေခဲ့လေသည်အညိုရောင်စပင်များကဆင်းကြလျက်အညိုရင်ရောင်မျိုးလုံးများကဆူဆူရှာရှာစိုက်ငေးလျက်ပန်းနုရောင်နှကန်းကဆူလက်စွာတင်းတင်းစီလျက်သူ့လက်ထဲမှာဘဲချင်းကလေးကရှိနေမှန်းမသိသည့်နီဝဝဘောလုံးကိုပိုက်လျက် သူကျမကိုပြုံးမပြပါကျမ၏အပြုံးကိုစောင့်နေဟန်တူသည်ဟုခန့်စားမိသဖြင့်ကျမကပဲပြုံးပြလိုက်သည်ထိုအခါသူပြုံးရင်းဖြတ်ကနေမျက်နှာလွှဲလိုက်လေသည်ထို့နောက်ကျမသူ့ခြံရှိမှထွက်ခွာရင်းတချင်းတန်ရှင်တပိုင်းတစကိုလေးချုံမိသည်ကောင်းကင်သည်ပို၍ပြာကာတစ်ပင်တို့သည်ပို၍စိမ့်ရင်ပြီးတိန်တို့သည်ပို၍ဖြူဖွေးတောက်ပနေခဲ့သည် ထို့နောက်တိတ်မကြမီမှာကျမ၏နောက်ဖက်မှာဆပိန်ဘဲလ်တန်တစ်ခုကိုကြားရတော့ချက်ချင်းပင်ရင်ခုန်စွာကျဉ်တ်သွား၏သူပဲဖြစ်ရမှာပေါ့အနေအောင်ဆပိန်ကလေးကိုနင်းလာသည့်အဖြူရောင်အင်းကြီးဖြင့်ခြားတိတ်ကလေးကိုကျမမြင်ရမှသိကြပါသည်စိတ်ထဲမှလောင်းကြီးတစ်ခုထက်ကနောက်ကြည့်မှန်မှအကဲခတ်ကြည့်မိ၏ကိုကိုရှိသူငိုက်ကုန်းကစပိန်နင်းနေချိန်၌သူ့စပင်များသည်လေးဖြင့်နောက်သို့လွင့်လျက် အညိုရောင်မီးလျံများကိုလှပနေသည်တဖြည်းဖြည်းစပိန်ချင်းနေကလာသောအခါသူ၏အသက်ရှူတန်ကိုကြားရသည်ထိုနာသူစပိန်ကကျမ၏ဘဲဘက်မှရှင်ပြ၍နင်းနေတော်သည်။သို့တော်သူကျမကိုလုံးဝလှဲ့မကြည့်ပါ။သူ့ဘေးမှကျမစပိန်ရှိနေသည်ဟုသတိမထားမိရန်ဖြင့်မျက်နှာကိုရှေ့သို့သာစိုက်ထား၏။ကိုကိုတဝက်လောက်ငုံကန်ထားရလို့လည်းဖြစ်နိုင်ပါသည်။ သူ့ညာဘက်လက်လက်ဖြန်စီမှာမွေးညင်းနုနုကလေးများသည်ရွှေရောင်လက်နေ၏ထိုမွေးညင်းကလေးများသည်အောက်ခြေတွင်ချွေးဆက်မုံမုံကလေးများဖြင့်ဆွဆွတောက်ပလျက်ရှိသည်စပိန်လက်ကင်ကိုခက်တင်းတင်းဆုပ်ထားသည်သူ့လက်ပမိုးစီမှာစိမ်းပြရအောင်သွေးကြောမြင့်ကလေးများကိုကျမမြင်ရသည်ကျမနှင့်သူဘလောက်နီးကပ်စွာတီးရှိနေသလဲဆိုရင် သူ့ကိုယ်နဲ့ကိုပင်ကျမအသက်ရှူခံစား၍ရနေသည် ဆက်ပြားမွေးရနဲ့သို့မဟုတ်ရေမွေးရနဲ့နှင့်ချွေးနံပေါင်းဆက်နေသောချွချိုအီအီခက်ပြင်းပြင်းရနဲ့ထို့ရနဲ့သည်အစိမ့်နုရအသွေးဖြင့်ကျမ၏အာယုန်내သို့ဝင်ရောက်ညှိတွဲသွားလေသည်သူနှင့်ကျမစကားမပြောပြကြပါတယောက်ကိုတယောက်လည်းလှမ်းမကြည့်ကြပါသို့တော်သူကျမ၏အိမ်ရှိအထိစိတ်ရှိလက်ရှိလိုက်ပါလာ၏ ကျမ channel တို့ဝင်ရင်စပိန်ပေါ်မှာဆင်းလိုက်တော့ခါသူဒီစပိန်ကိုဖြည်းလေးစွာနင်း၍နောက်ပြန်လှည့်ကြည့်သွားသည်ကျမလှစ်ခနဲပြုံးပြလိုက်တော့ခါသူချက်ချင်းပင်မျက်နှာပြန်လွှဲသွား၏တိုးတော့သူပြုံးလိုက်သည်ကိုကျမမြင်လိုက်ပြီသူမျက်နှာနောက်ဖက်မှလက်မြင်ရတာဖြစ်ပေမဲ့နှကန်းထောင်စုံလေးကော့ပြန်သွားသည်လှုပ်ရှားမှုနဲ့ပါပြင်ကမိုးတက်သွားသည်လှုပ်ရှားမှုကိုကျမဖမ်းမိလိုက်သည် ခုအချိန်မှာတော့ကျမနဲ့သူသည်နနက်ခင်သို့မဟုတ်ညနေခင်တစ်ချိန်မဟုတ်တစ်ချိန်ဆုံတွေ့နိုင်ကြပြီဖြစ်သည်နနက်ခင်အချိန်များတွင်ကျမ၏ခြေလမ်းများဖြင့်သူ့ကိုတွေ့နိုင်ပြီးညနေခင်များတွင်တော့သူ့ခြေလမ်းများဖြင့်ကျမကိုတွေ့ဖို့သူကြိုးစားလာသည်နနက်ခင်တချို့တွင်ကျမပြက်ကွက်လျင်လဲညနေမှာတော့ကျမအိမ်ရှိမှာ သူဆက်ဘိန်နေရဖြစ်သွားတော့ကြောင့်သူနှင်းကျမနေစဉ်လို့လို့မြင်တွေ့ရပါသည် ကျမရင်ရှိသူရလင်သူလဲဆက်ဘိန်ဘဲကိုတီးလိရှိသည် ထိုချိန်များသည်ကျမရန်ဒါမှာပကြီးဆွဲနေခြင်းဖြစ်တတ်သည်သို့မဟုတ်အင်းရှိကခြံဝင်းတတိကလေးမှာကြိုးစားပန်းစားစိုက်ပျိုထားသောအင်းစီပင်ကလေးများကိုရေလောင်းနေခြင်းဖြစ်တတ်သည်တခါတုန်းကတော့ကျမအပေါ်ဓာတ်ရန်ဒါမှာပကြီးဆွဲနေသည်ကို သူဆက်ဘိန်ထောက်ထောက်လျက်အကြာကြီးလှမ်းကြည့်နေခဲ့ပူပါသည် သူနှင့်ကျမ၏အခြေအနေကိုတိုးတက်သည်ဟုပြောဆိုခွင့်ရှိပါသလားသူထံမှကျမဘာကိုမျှမျှော်လင့်မထားတော့ကြောင့်ဤအခြေအနေသည်တိုးတက်မှုဖြစ်သည်ဟုကောက်ချက်မချသင့်ပါသူကကျမကိုဒါထက်ပို၍ချဉ်ကပ်လာမည်ဟုလည်းကျမမထင်ပါကျမ၏အရွယ်နှင့်သူ၏အရွယ်မှာစိတ်ကူးရင်လိုမရလောက်အောင်ကွာခြားလာသည်မဟုတ်လားကျမမအိမ်တော်ရှိမရှိသားသမီးရှိမရှိသူမသိနိုင်။ကျမဘယ်လိုမိမမျိုးလဲဟုသူမသိနိုင်။ ထို့ကြောင့်လည်းသူ့ခြေလက်များဓာတ်ထက်ပို၍ကျဲလာရင်ကျမမမျှော်လင့်ကောင်းပါကျမအားသူ့ဘော့လုံးထက်ပို၍စိတ်မဝင်စားခဲ့ကြောင်းကျမသိတာစီရင်နနက်ခင်ဘက်စကတ်ဘောကစားချိန်ကိုသူ့ဘက်တော်မြထက်မှန်မဖြတ်တော့ပါကျမရဲ့အိမ်ကိုသူတိတော်အောင်ကြိုးစားသည့်ထိုမနက်ခင်မှလွယ်၍သူသည်ဘောလုံးကိုသာတဲကြီးမဲကြီးကစားနေခဲ့ပါသည်ထို့ကြောင့်လည်းကျမပို၍ကျေနပ်သွားပါသည် သူ့ကျမကို သူ့ဘော့လုံးထက်ပို၍စိတ်ဝင်စားသွားမှကိုပင်ကျမကစိုးရိမ်နေပြန်သည်သို့တော်ကျမကိုကျမကြတော့သူ့ကိုယောက်ျားတယောက်ဖြစ်စိတ်ဝင်စားမိသွားမှကိုမစိုးရိမ်ပြန်ဘာကြောင့်လဲဆိုတော့ကျမသည်မရနိုင်သောအရာများကို မျှော်လင့်တတ်သောအရွယ်မှလုံမြောက်ခဲ့ပြီမို့ဖြစ်သည်ကျမသည်လောကထံမှာအဖို့တရားကိုတောင်းခံဖို့ဝင်လေနေခဲ့ပြီ။ အဖို့တယောက်တောင်းခံတိုင်းကျမရရှိလာတော့မှာယွင်းသည့်လက်ဆောင်များကိုလည်းကျမစိတ်ကုံစွာပင်ရီမောနိုင်ခဲ့ပြီးဟိုတုန်းကတော့ကျမကလောဘအလွန်ကြီးခဲ့သည်ယောက်ျားတယောက်ထံမှအရေးချင်းဆိုတာကိုကျမမက်မောခဲ့သည်တကယ်သူထံမှရလာသည်က မျက်လှည့်ပညာသာဖြစ်သည်နောက်ထပ်ယောက်ျားတယောက်ထံမှဂတိဆိုတာကိုကျမတောင်းခံခဲ့သည်တကယ်သူထံမှရလာသည်က ရေစုံမှာလှေကြုံလိုက်တတ်သည့်ထူးဆန်းမှုတစ်ခုသာဖြစ်သည်။ယောက်ျားတယောက်ထံမှအပြန်လှန်ဖေးမကူညီမှုနှင့်ညီညွတ်မှုကိုကျမလိုချင်စွာမျှော်လင့်ခဲ့သည်။တကယ်သူ့ထံမှရလာသည်ကသူ့အတ္တများသာဖြစ်သည်။ယခုတော့ကျမသည်ယောက်ျားတို့ထံမှဘာကိုမှမမျှော်လင့်သူမလိုချင်သူဖြစ်ခဲ့ပြီ။သူတို့၏အရေးချင်းဆိုတာကိုလည်းကျမမလိုအပ်တော့ပါ။ သူတို့ဤကတိတွေကိုလည်းကျမမလိုအပ်တော့ပါသူတို့ပေးလာမည့်နှင်းစီပံများထက်ကျမကိုယ်တိုင်စိုက်ပျိုးယူရသည့်နှင်းစီပံများကို ပို၍မတ်မောစွာတန်ဖိုးထားပါသည်ဤရဲ့ချက်ကိုကိုယ်တိုင်သတိပြုမိသောအခါလောကသည် အသက်ရှင်နေထိုင်ရတာထိုက်တန်လာသည်ဟုခံစားရသည် သို့သောအမှန်တိုင်းဝင်ခံရရင်ကျမဘီမှအဖို့တယောက်လောက်တော့ရှိစေခြင်းသည် ်ထိုးဖို့ဒီချစ်သူတရားဖြစ်ရှာမလို့ခင်ပွန်တရားဖြစ်ရှာမလို့ตาတရားဖြစ်ရှာမလို့သမီးတရားလည်းဖြစ်ရှာမလို့လူသားတရားရောက်အယောင်တွေကိုနားလည်ခံစားတတ်သူတရားရောက်ကျမငိုလျင်ဝမ်းနေပေးမိကျမပျော်ရွှင်လျင်ကြည်နူးပေးမိလူသားတရားရောက်ကျမဓာတ်ထပ်ပို့ရင်မမျော်လင့်ပါသို့တော့ ချုံမြလောင်စန္ဒကလေးကိုပင် လောကထမမတောင်းခံရေဒီတခါလွဲမလင်းဖြင့်ကျမရည်နိုင်ဖို့ခွန်အားတွေမရှိတော့ဘူးမဟုတ်လားထို့ကြောင့်လဲကျမဤခြားတိတ်ထမကျမဘာကိုမှမလိုအပ်တာသေးကြပါသည်ယခုချိန်ထိသူသည် ကျမအတွက်ချစ်စရာအယောင်ကလေးတစ်ခုသာဖြစ်သည်ကြည်များနှင်းတူသောမျက်လုံးနေရောင်ခြည်လာရောင်ခြည်နှင်းတူသောအပြုံး အညိုရောင်မီးလျံများနှင့်တူသောသဖြင့်တိမ်ဆိုင်တင်တန်းတစ်ခုပမာပေါ်ပါလွတ်လပ်သည့်ခန္ဓာကိုရေခရက်ကလေးတစ်ခုလိုကြည်လင်စွာလျင်မြန်သည့်သူ့လှူရှားမှုဒါရီအားလုံးပေါင်းဆက်ခြင်းသည်ကျမခံစားနှစ်သက်သည့်အယောင်ကလေးတစ်ခုဖြစ်သည်ထို့အယောင်ကလေးဝေးသွားမှကိုလည်းကျမမစိုးရိမ်ပါတချို့အယောင်များသည်ဝေးသွားမှပုံရိပ်လှပသည်မဟုတ်လား 这样的你，你干了卖过来就慢慢收银吧。这样的一个姐姐苦不好多着，跑偏多慢慢收银呀。这样的苗连姐的苦不好多着，路上他们比我慢慢不便呀。这样的雷山玉米以前的苦不好多着，喊上木瓜姐多卖给我们收银呀。这样的油性刷边，这样的苦大皮的，这样的哥哥把山烟没劈烂。 ထို့ကြောင့်သူအရာကို ဆုံးရှုံးရတော့မှာမဟုတ်ဘယ်တော့မှဆုံးရှုံးတော့မည်မဟုတ်ပါဂျူဖက်ရှူတင်ဆက်သူစိတ်မြမြစင်လူကြီးမင်းတို့အချိန်ပေးနာဆင်မှုအတွက် accessory ဒါမှကျေးဇူးတင်ရှိပါတယ်ရှင် အယောင်များနှင့်ကစားခြင်းအယောင်များနှင့်အသက်ရှင်နေထိုင်တတ်သူ ဖြစ်လာခြင်းမှစ၍ကျမသည်အယောင်များရှိရသောရွေးချယ်၍သာခြေလန်း